မရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့နေတဲ့ YouTube channel ကနေပြန်လည်ကြေဆွေးလိုက်ပါတယ်ဒီနေ့မှာတော့အထီးကီ၃လုံးနည်းနှမျိုးကိုပြန်လည်များဦးတော့မှာဖြစ်ပါတယ်ဗောနောကျွန်တော်ဒီ၉၃မြတ်တီကီ၄ရှောင်းရှိကီ၆ခွန်တီကီဗောနောဒါကကျွန်တော်တို့ပြီးခဲ့တဲ့၁၈ချိန်ကာဟာဖြစ်ပါတယ်ဗောနောပြီးခဲ့တဲ့ကျွန်တော်ဒီ၁၈ချိန်မှာဆိုရင်၉၃မြတ်တီကီ၄ရှောင်းရှိကီ၆ခွန်တီကီမှာ၉ရ၈ရ၇ရ၉၈၉ခွန်၈ဆိုပြီးဖြစ်ပါတယ်ဗောနော โอเคဒါလေးကိုကျွန်တော်ဒီ16ချိန်အတွက်ကျွန်တော်ပြန်လည်ပြောပြမှာဖြစ်ပါတယ်ဒီကုသိုလ်များတိအတ္တိကိဆိုတာလေးကတော့ကျွန်တော်အဲနောက်ထပ်ထပ်ဆောင်ရအောင်မှာဖြစ်ပါတယ်ဗောနောဒီကုသိုလ်များချက်သုံးများတိကုမှာသုံးများနဲ့တိပန်းတိနေသုံးကိမှာကုသိုလ်များသုံးဗောနောအဲ့မှာတောက်လျှောက်ဖြစ်ပါတယ်ကုသိုလ်များသုံးချက်သုံးများငါတိမှာတိဟာလေးလည်းတောက်လျှောက်ဗောနောတိဟာတောက်လျှောက်ဒီမှာခွန်ရှိကုမှာ6 6 5 ပြီးတော့ကျွန်တော်ဒီဘက်မှာထည့်ကြီးပြထားတယ်ဗောနော်3နဲ့4 5နဲ့4%ရှင်ကိုကိုတို့များတက်ကီမှာကျွန်တော်9ခွန်8ဖြစ်ပါတယ်ခင်ဗျာ9ခွန်8ဆိုတဲ့အတွက်ကြောင့်မို့ဒီကီကိုတလုံးထိတ်စီဖြစ်ပါတယ်ဗောနော်ဒီကီကိုတလုံးကထိတ်စီနေရာဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်ဒီဟာဒီမှာကြတော့19ဗောနော်ဒီဟာ20ဖြစ်ပါတယ်20နဲ့တစ်ကြိမ်ကြာမှဒီကီထပ်ရမှာဖြစ်ပါတယ်ဗောနော်20နဲ့တစ်ကြိမ်တာမှာ ကျွန်တော်ဒီ key ၃လုံးကိုထပ်ပြီးတော့သင်ပြသွားပါမယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်ဒီ master အထီး key လေးရှောင်းရှိ key ပေါ့နော်။ဒီလေးရှောင်းရှိ key ကိုကျွန်တော်ထပ်ပြီးနေတာကြည့်အောင်လားခင်ဗျာ။ Okay ဒီ key ဖြစ်ပါတယ်ပေါ့နော်။ဒီ key ကပင်ရှင်ဖြစ်ပါတယ်ခင်ဗျာ။ဒီ95ဒီကနေပေါ့နော်။95ဒီ993939905055လေးလေး909ကနေတောက်ရှောက်ပြပေးထားတာဖြစ်ပါတယ်။ဒါကျွန်တော်တို့ message များတည်ပြီးသားဖြစ်ပါတယ်ပေါ့နော်။ တောင်ညာလေး6 6ခွန်6 3 6 6 6နှစ်6 6 9 9 6နှစ်တောင်6ပေါ့နော်ခုလိုလိုဇေတော့ကျွန်တော်လုံးဝပြည့်ပြည့်မရှိသေးဘူးခင်ဗျာအလေးပိတ်နေရမှာတောင်6ပြီးလीရှိတယ်တော်တော်ဒီ3 9နှစ်တပင်မှာသူဒီထုံထိပ်စီဖြစ်သွားတယ်ပေါ့နော်နှစ်လေး6တပင်မှာလည်းနေဒီထိပ်စီဖြစ်သွားတယ်ပြီးတော့ဒီ6 9နှစ်တပင်မှာလည်းထိပ်စီဖြစ်လာတယ်ပေါ့နော်၈၆၅၃၅၆၆၄၆၄၆၈မှာကျွန်တော်တို့အလေးပိတ်နေရပြီပေါ့နော်၉ခွန်၈ဆိုတဲ့အတွက်ကြောင့်မို့အလေးပိတ်နေရပဲထပ်ပြီးဖြစ်ပါတယ် လေးရှောင်းရှစ်မှာဆိုရင်ရှစ်ဒီ9ခု6ဆိုပြီးတော့ရှစ်အပိတ်ဖြစ်ပါတယ်ဗောနော။โอเคဒီနေ့အဆက်ကိုကျွန်တော်တို့19ချိန်အတွက်ထပ်ပြီးလေ့လာကြည့်အောင်ဗောနော။ဒါကသူရဲ့နည်းလေးဖြစ်ပါတယ်ဒီ9ခု9ကနေစပြထားတယ်ဗောနော။ခွန်ခွန်ကိုခုနှစ်ရာ3ခွန်ခွန်8 9 63 68ခွန်နင်းနေခွန်388 3တုံများကို39နှစ်ဒီ3ခုနှစ်မှာထိစီဆိုပြီးပြပေးထားတယ်ဗောနော်ထိစီဖြစ်သွားတယ် နေလေးရှာမှာလည်းထိစီဖြစ်သွားတယ်။တုံနေလေးမှာလည်းပိတ်ရှင်းကားနေမှာထိစီတကားထပ်ဖြစ်လာတယ်။ဒီရှေ့ချောင်းကားတပင်မှာတော့လေပိတ်ဒီ3 5 6တပင်မှာလည်းလေပိတ်ပေါ့နော်။ရှောင်းလေးရှာမှာလည်းအပြီးဒီလေးရှောင်းရှင်းမှာကြတော့ကျွန်တော်ဒီ6ခွန်8ဖြစ်ပါတယ်6ခွန်8ဆိုတဲ့အတွက်ကြောင့်မို့ကိုဒီထိချစ်ဒီအပိတ်ဖြစ်ပါတယ်ပေါ့နော်အဲဆိုရင်ဒီမှာစာအုပ်ကလည်းမဆန်တော့တဲ့အတွက်ကျွန်တော်ဒီဖက်မှာထပ်ဖြည့်မယ်ပေါ့နော် โอเค6 6 9 8 9 9ဘောနော်9 9 8 4 3ဖြစ်ပါတယ်8 4 3ပြီးတော့93ည93ည်ပြီးတော့283ည283ည်ပြီးတော့63ည5ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ3ညဒီကိုမှတစ်ချိန်ပေါ့နော်ဒီထိပ်စီမှာ၄ချိန်အလဲမှာတစ်ချိန်โอเคဒါဆိုရင်ဒီထိပ်မှာတစ်ချိန် ထိတ်စီမှာ၄ချိန်ပေါ့နော်အလယ်မှာ၃ချိန်ဆိုပြီးဖြစ်ပါတယ်ပြီးရင်ဒီ9မှာလည်း၃ချိန်ဆိုတဲ့အတွက်ခုနှစ်မှာ၃ချိန်၃ချိန်၄ချိန်၅ချိန်ပေါ့နော်၃ချိန်၃နှစ်၃၄ချိန်၅ချိန်ပြီးရင်ဒီမှာ၃ချိန်၃ချိန်၃နှစ်၃၃ချိန်၃ချိန်ပြီးတော့အပေါင်း9 Okay ဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ၈ကတစ်ချိန်ဖြစ်ပါတယ်၈အပေါင်း ကိုလေးဒီ36ရှောင်းနှခုပေါင်းရှင်းဒီ3ပေါ့နော်43ကိုလေးဒီ36ရှောင်းနှခုပေါင်း73ခုနှစ်ကတစ်ကြိမ်ပြီးရင်5ကတစ်ကြိမ်ပေါ့နော်ဒီ3လေးဒီ7နှစ်နှစ်နှစ်ကြိမ်ပေါင်းတာက4နှစ်3ကြိမ်ပေါင်းရှင်းဒီ6ဒီ8နှစ်9ပေါင်းရှင်း79ကြီးလိုက်မယ်ပေါ့နော်8နှစ်9ပေါင်း79 Okay ဒါဆိုရင်ကျွန်တော်3ခုပေါင်းရှင်း30ပေါ့နော်8နှစ်နှစ်ပေါင်းရင်30 4နှစ်6ပေါင်း30 ငါးနဲ့ခွန်ပေါင်းတာဆက်နှစ်ဆိုတဲ့အတွက်ကြောင့်မဟုတ်ဒီတစ်ပတ်မှာနှစ်လေး6ကီးဆိုပြီးဖြစ်ပါတယ်။တနည်းအရာပါเนาะတနည်းအရာကျွန်တော်နှစ်လေး6ဆုံကဏ္ဍအထီးကီးဆိုပြီးရနေတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီဆက်ချက်ချိန်မှာနှီးနံပါတ်1ဒီ6ရှိနေရာမှာဘာဖြစ်လဲဆိုတော့နှစ်လေး6ဖြစ်ပါတယ်ခင်ဗျာ။နှစ်လေး6ကီးဆိုပြီးရနေတယ်ပါเนาะ။ โอเคကျွန်တော်ဒီတောက်ကဲကောင်းခွန်ရှစ်တော်မြတ်ပြိနေကင်ကြီးတာလေးကတော့ဒီကီးမတ်စတာကီးတော့လွတ်နေတဲ့အတွက်ကြောင့်မောချင်းချင်းရမှာဖြစ်ပါတယ်ဗောနော်ဒီမင်းလဲလျှောက်ကီးစပီးရနေတာဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်နံပါတ်2ဒီလျှောက်ခွန်တစ်ရာလေးကိုကျွန်တော်ဒီလိုထပ်ပြီးလေ့လာကြည့်အောင်ဗောနော်ဒါလေးကတော့ကျွန်တော်ဒီ6တော်မြတ်6အနီစားတာဗောနော်6ထိပ်စီရမှုတည်ပြီးတော့6ကိုခွန်တိုးတဲ့အခွန်ကို၄နဲ့ပေါင်းတာ7တစ်လျှောက်ခွန်တစ်ကီးမှာလျှောက်လျှောက်နေစပြီးတော့6ဒီထိပ်စီရနေဗောနော်ဒီမှာလဲ6ထိပ်စီရမှုတည်ပြီးတော့6ခွန်တစ်ကီးမှာလျှောက်လျှောက်ငါ ရှောက်ထိတ်စီရုံမူတည်ပြီးတော့ရှောက်ခွန်ပြည်အတီတီမှာကိုရှောင်းနေဆိုတဲ့အတွက်အတီကင်းရှောက်သလုံးပါတော့တောင်ညာလေးလေးနင်းနေတဲ့ရှစ်လေးတောင်းရှစ်ရှောက်တောင်းနေတောင်ညာကိုခွန်ခွန်ကိုခုနှစ်ရာသုံးခုပါဒီမှာတောက်ရှောက်ဖြစ်ပါတယ်ပေါ့နော်ဒီမှာတောက်ရှောက်ဖြစ်ပါတယ်โอเคဒီမှာကျတော့ကျွန်တော်ဒီနင်းသုံးခွန်ကီးမှာသုံးနေလေးဆိုတဲ့အနည်းနဲ့သုံးနေပါနော်သုံးလေးရှစ်ကီးမှာရှင်းငါးနေဆိုတဲ့အတွက်ချစ်တီထိတ်စီရှစ်ကိုသုံးကီးမှာရှစ်ရှောင်းငါးဆိုတဲ့အတွက်ချစ်တီထိတ်စီ ်693ဒီမှာ396ဆိုရဲ့အတွက်3ဒီထိပ်စီ64ရှားတွေမှာအထီးကေးလေးတလုံးပါနော်ဒီ6ဒီအထီးကေးမှာတော့ကျွန်တော်98ဖြစ်ပါတယ်ပါနော်6698ဒါကြောင့်မို့အထီးကေးအနေနဲ့9တလုံးပါနော်အထီးကေး9ကကျွန်တော်ဒီမှာအလေထိုင်နေရာကဖြစ်ပါတယ်။အဲဆိုရင်ဒီတစ်ပတ်မှာကျတော့ကျွန်တော်ဒီထိပ်စီကုကိုမူတည်ရမယ်ပေါ့နော်။ ထိတ်ဆီးကိုကိုမူတည်ပြီးတော့ကိုကို၄နဲ့ပေါင်းတာပေါ့နော်ကိုနဲ့၄ပေါင်းတာ73 sorry ကိုတို့တုံညာပေါ့နော်ကို3ညာ3ညာကိုကြာမှ၄နဲ့ပေါင်းတာဖြစ်ပါတယ်ကို3ညာ၄ဆိုပြီးထိတ်ဆီးကိုတုံညာ၄ဆိုပြီးတော့ကီတုံလို့ရမယ်ပေါ့နော်ဒါကို3ညာ၄ဖြစ်ပါတယ်ခင်ဗျာ ကဲဒါဆိုရင်ကျွန်တော်ဒီနေ့အရာဒီမှာဗောနော်ကိုရှောင်းနေတဲ့ပြင်မှာကိုထိတ်စီကိုမူတည်ပြီးတော့ကိုတုံညာနေကီဆိုပြီးဖြစ်ပါတယ်။အဲဆိုရင်နေလေး6ရက်ကိုတုံညာ4ရက်ဗောနော်ကိုတုံညာ4ရက်ဆိုပြီးတော့ကီနှစ်ခုရတယ်ဗောနော်ဆိုတော့ကျွန်တော်ခွန်ရှိတုံညာဆိုတာလေးကတော့ဒီမှာတုံညာတစ်လုံးတော့ပါတယ်ဗောနော်နေလေး6ကီကတော့တွတ်နေတာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်ဒီမှာပုံပါနေတာက4တစ်လုံးပုံပါနေတာဖြစ်ပါတယ်ဗောနော်ကျွန်တော်အပြည့်ခွေက 6ခွန်89တုံညာဆိုတဲ့အတွက်ကြောင့်ပေါ့နော်6ခွန်89တုံညာဆိုတဲ့အတွက်ကျွန်တော်ဒီမှာနင်းလေး6မှာရှောက်တလုံးပိန်သွားမယ်ပေါ့နော်9တုံညာလေးမှာကျတော့9ရယ်တုံညာရယ်ပိန်သွားမယ်ပေါ့နော်ဒါဆိုရင်96 9တုံညာပေါ့နော်96 9တုံညာဆိုပြီးအတွဲရမယ်ပေါ့နော်အဲ့ဒီအပိခေကဏ္ဍ၅လုံးဒါဆက်ပြီး okay ခင်မယ်ဆိုရင်ပေါ့ခင်ဗျာโอเคဒါကတော့ကျွန်တော်ဒီနေ့အရာပေါ့နော်နောက်ထပ်ကျွန်တော်အထီးကိလေးကိုလည်းဆက်ပြီးတော့အတူတူလေ့လာကြည့်အောင်ပါခင်ဗျာ ခင်တားလေးကတော့ကျွန်တော်ကီး၃လုံးဖြစ်ပါတယ်ဗောနော်ဒီ6မာနာချိန်၃မြာမာနာချိန်ရှင်းနေထပ်ပေါင်းထားတာဗောနော်6နာချိန်7နှစ်နေနဲ့8ပေါင်းရင်10တုံမြောက်ကို6နဲ့ပေါင်းတာ6 6ကို6နဲ့ပေါင်းတာ7နှစ်တုံမြောက်6နှစ်ကိမှ6ဒီ665ဆိုပြီးတော့ဒီမှာ665ပါเนาะအဲ့လိုအတိုင်းပဲကျွန်တော်395ကိမှ9ဒီ96နှစ်4တုံမြောက်6မှာစုံကဏ္ဍပေါ့เนาะ4ရဲ့တုံမြောက်ရဲ့တုံမြောက်လေးတိ93မှာကဏ္ဍထဲကတော့တိဒီနိနိတိ843 863နှစ်တုံမြောက်ကိုနှစ်ဦး ဒီခွန်ခွန်ကူမှာလည်း OK တယ်ဗောနော်ဒီတစ်ခုကတော့ဒီ key နှလုံးအပြတ်တယ်ဗောနော်ပြီးရင်9300896689689288ပြီးရင်ဒီမှာ3399392399ပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်မှာဆိုရင်လေးဒီနေလေး6နေဒီ3နေလေးနေရ8ရ8 5နေ5ဒီ6 6 5 5ဒီ3 5 6 ၄တီ၆လေး၆တီ၅တီခွန်အထီကီမှာကြတော့၆လေး၆ပြီးတော့၉ခွန်၈ဖြစ်ပါတယ်ပေါ့နော်၉ခွန်၈ဆိုတဲ့အတွက်အထီကီခုနှစ်ကအလေဖြစ်ပါတယ်ခင်ဗျာခဲကျွန်တော်ဒီဟာလေးကတော့ပြက်သွားခဲ့တဲ့အတွက်ကြောင့်မို့ကျွန်တော်ထပ်ပြီးမတင်ပြလိုက်တာပေါ့နော်ဒါထိတ်စီုံမူတည်ပြီးတော့ယူလိုက်တာပေါ့နော်ဒီမှာရှင်၈၉ကီမှာရှင်ဆောင်ကဒီမှာလည်း၈၉ကီမှာတော့၃၅ဆောင်ဆိုတဲ့အတွက်ပြက်တယ်ပေါ့နော်ဒီမှာလည်း၃လေးမှာတော့၄တလုံးပြန်ပြီး OK ပါတယ် ဒီမှာ6 6ခွန်ကြီးမှာ9ခွန်ချစ်ဆိုပြီးတော့ကျွန်တော်ထိပ်စီတလုံးကိုမူတည်ပြီးတော့တစ်တုပ်လိုက်ပါတစ်တုပ်လိုက်တာဖြစ်ပါတယ်ဗောနော်အဲဆိုရင်ဒီ family 356တပင်းမှာပြတ်တဲ့အဲ6လေး6တပင်းနဲ့9ခွန်ချစ်တပင်းမှာဒီထိပ်စီဆိုရင်3ဆိုရင်3လေးဆိုတဲ့အတွက်6လေး6 6ဆိုတဲ့အတွက်6ခွန်ကြီးမှာ9တီ9ခွန်ချစ်ဆိုပြီးဖြစ်ပါတယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဒီတပတ်မှာကြတော့6ခွန်6 9ခွန်8ဆိုပြီးဖြစ်ပါတယ် အဲဆိုရင်ကျွန်တော်ဒီ၃မြမာနာချိန်ပေါင်း H ၃မြမာနာချိန်ပေါင်းနေတဲ့၈မာနာချိန်ပေါင်းနေခုနှစ်မာတစ်ချိန်ဆိုရင်ဒီခုနှစ်မာကို၈နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဗောနော်။ဒါဆိုရင်၈နာချိန်ပေါင်းရှင်းဒီ16ဖြစ်ပါတယ်။ခုနှစ်ဒီ၈နဲ့ပေါင်းတာ15ဆိုတဲ့အတွက်6နဲ့5ပေါင်းရှင်း73ရတယ်ဗောနော်။73ဆိုတဲ့အတွက်ကျွန်တော်တိကို6နဲ့ပေါင်းတာဆိုရင်ခွန်ခွန်ကို6နဲ့ပေါင်းတာ73မာကနန်းဗောနော်။တိခွန်3ဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာ။ โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေ့ကတော့ဒီမှာတိခွန်3ကီဆိုပြီးဖြစ်ပါတယ်ဗောနော်တိခွန်3โอเคနေ့လေးချောင်း9တောင်များလေးလေးတလုံးပုံပါနေတယ်ဗောနော်ဒါဆိုရင်တိခွန်3တိခွန်3မှာခွန်8တောင်များဆိုတဲ့အတွက်ဒီမှာခွန်တလုံးတော့ထိတယ်ဗောနော်โอเคနောက်ထပ်တစ်မျိုးကိုလည်းကျွန်တော်တူတူထပ်ပြီးလေ့လာကြအောင်ပါခင်ဗျာโอเคဒါလေးကတော့နောက်ထပ်ကီးတစ်မျိုးဗောနော်ကျွန်တော်ဒီ9တောင်များ3မှာ9ထိပ်စီးဟုတ်မူတည်ပြီးတော့9ခုတည်တူတာ6 6ရဲ့နှက်က9 ငါးလျှောက်ကုတ်ကြီးမှာ336ပေါ့နော်နှစ်ထပ်တပြည်မှာ336ဆိုရတဲ့ဒီလျှောက်ဒီ336တုံးလေးနေကြီးမှာနေဒီလေဒီတုံညာလေးတစ်တုံညာတစ်ရှိကြီးမှာရှိဒီရှစ်လျှောက်ခွန်၆တုံညာ6လျှောက်လျှောက်နေလျှောက်လျှောက်ငါး9လျှောက်နေတုံညာလေးလေးပေါ့နော်ပြီးရင်နေနေတစ်ရှစ်လေးတုံရှစ်လျှောက်တုံနေတုံညာကိုဒီခွန်ခွန်ကိုနေဦးတစ်ချိန်မှာပြတ်သွားတယ်ပေါ့နော်ပြီးရင်900 3000 694 ရှစ်ခုလေးပြီးတော့ကျွန်တော်ဒီမှာ963 68ခု68ခုပြီးတော့ဒီမှာခုနှစ်ဒီနေနေခွန်3ဒီ3ရှစ်ရှစ်3ဒီ3တော်များကို3ရက်နေ့ရက်3 9နေ့3ရက်နေ့ရက်3ခုနေ့4ရက်နေ့ရက်နေ့လေးလျှောက်နေနဲ့3နဲ့3နဲ့လေးပေါ့နော်ဒီနှစ်က85နေ့8နဲ့6နဲ့က8လျှောက်ပါဒီလျှောက်ဒီ3 9လျှောက်ဒီလေးဒီလျှောက်လေးလျှောက်ဒီလျှောက်ခွန်3များကိမှာ9ခွန်8ဆိုတဲ့အတွက်ဒီဒီခုနှစ်ကအကိလေထိုင်ဖြစ်ပါလေပေါ့နော် ်ဒီဂီခုနှစ်ကအလဲထိန်ဖြစ်ပါတယ်။ဒါဆိုရင်ဒီတစ်ပတ်မှာနံပါတ်30နဲ့တစ်ကြိမ်မှာစုစုပေါင်း30တစ်ကြိမ်မှာပေါ့နော်နံပါတ်31မှာတစ်ကြိမ်ဖောက်တယ်ပေါ့နော်နေဦးတစ်ကြိမ်မှာပြောက်ဖောက်တယ်။ဒါဆိုရင်ကျွန်တော်တို့ဒီ646ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီတစ်ပတ်မှာ98ဆိုတဲ့အတွက်ကိုထိတ်စီကိုမူတည်ပြီးတော့ကိုတတူတာ30ပေါ့နော်၃ညရဲ့နှက်ခတ်က9ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ကို၃ညခွန်ကြည့်ရမယ်ပေါ့နော်ဒါဆိုရင်ကိုရှောင်းနေတဲ့ပြင်မှာဆက်ကြည့်အောင် ဲ96နှစ်တပြိုင်တည်းမှာပေါ့နော်939ခုကြီးဖြစ်ပါတယ်ကိုထိတ်စီမှုတည်ပြီးတော့939ခုဒီမှာလည်းကျွန်တော်ကိုခွန်ချင်းဆိုတဲ့အတွက်ကိုထိတ်စီမှုတည်ပြီးတော့939ခုကြီးဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်ဒီတပတ်မှာ939ခုကြီး939၄ကြီး939ခုကြီးပေါ့နော်ဒါ18ကြိမ်အတွက်ဖြစ်ပါတယ် sorry ကျွန်တော်19ကြိမ်ဖြစ်သွားမယ်ပေါ့နော် 19ကြိမ်အတွက်ကျွန်တော်ဒီကီ၄မျိုးပြပေးထားတယ်ပေါ့နော်နိလဲ6ကီ9တုံညာ၄ကီတိခွန်3ကီ9တုံညာခွန်ကီဆိုပြီးဖြစ်ပါတယ်ဒါလေးကိုကြည့်ပြီးတော့ညာကွန်ပြီးတော့ချင်းချင်းရမှာဖြစ်ပါတယ်ခင်ဗျာโอเคကျွန်တော်ဒီမှာ6ခွန်8ခုတုံညာနဲ့ technique မျိုးအရှင်းပြတယ်ပေါ့နော်ဒီမှာခွန်8တုံညာဆိုတော့ကျွန်တော်ယူထားတာခွန်ခွန်တုံညာတုံညာဒီမှာညနေ6ခွန်ပြီးတော့လွတ်နေတဲ့အတွက်ဒီခွန်8တုံညာ9 break straw လေးပေါ့တော့ကျွန်တော်တို့ mic ရှင်များချင်းချင်းရမှာဖြစ်ပါတယ်ခင်ဗျာ โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ